အဲတယောက်ပြောလိုက်ငါဖယ်နေရငါဟိုနေရဆိုတဲ့အခါတမရမှာတို့ဟိုစိတ်စိတ်နှောက်ယှက်လေးဖြစ်သွားမှာဆိုလို့ပေါ့နော်သူတို့လည်းကိုယ်တိုင်ကိုဘေးမသိရပါဘူးသူတို့ဘယ်နေရာလောက်ရမလဲဆိုတော့ surprise လောက်ရတာပိုအဆင်ပြေမလားလို့ပေါ့နော်ပုံစံဆိုတော့သူတို့ပိုရင်ခေါအောင်လို့ပါဒီဇလန်လေးတစ်ခုမှအဲ့လိုခက်ဆန်းဆန်းလေးပေါ့ပရိသတ်ကော actor ရောကို surprise လေးတိုက်လိုက်တဲ့အခါကျတော့အကုန်လုံးပျော်ရွှင်သွားအောင်လို့ပါရှင်ဟုတ်ဟုတ် ဟိုဘာပေါ့အဲဝတ္ထုတစ်ခုကိုပြန်ရဲရတဲ့ခါကျတော့အမတို့ကစာဖတ်သူပရိသတ်တွေရဲ့စိတ်ကူးလေးတွေမှာပုံဖော်ထားတဲ့ဇက်ကောင်လေးရှိရပါဘောနော်အဲဇက်ကောင်လေးတွေမှာသူတို့ရဲ့ဟီးရိုးလေးတွေရှိရဲ့အခါမှာသူတို့ဟီးရိုးလေးတွေကိုဘယ်သူနဲ့မှမလဲနိုင်စားလည်းမထိုးနိုင်ဘယ်မင်းသားနဲ့မှလည်းအဲသူတို့ဇက်ကောင်ကမလိုက်ဘူးဘယ်မင်းသမီးနဲ့မှလည်းမလိုက်ဘူး သူကအဲ့လိုမျိုးဆွဲထားရဲ့ရှိတာပေါ့နော်ဒီမှာအဲ့လိုမျိုးသူတို့စိတ်ကူးလေးအတိုင်းပဲပေါ့နော်ဘသူတို့ကြင်ညာလိုက်လို့ရှိရင်သူတို့အနေနဲ့ကတော့အဲသူတို့ကြိုက်တယ်မင်းသားဖြစ်မယ်သူတို့မကြိုက်တယ်လည်းမင်းသားဖြစ်မယ်မင်းသမီးလည်းဖြစ်မယ်ပေါ့နော်အဲ့ခါကျတော့အဲ့အဲ့လိုမျိုးလေးပေါ့အဲမဖြစ်အောင်ပေါ့အဲအဲ့လိုမဖြစ်အောင်ဘသူတို့မကြင်ညာပဲနဲ့အချိန်နဲ့သိမှာပါပဲဒါပေမဲ့ကျမအဲ့လိုမျိုးလက်ထားရဲ့ခါတော့စိတ်ဝင်စားပြီးတော့လက်ခံသွားတာပေါ့နော်ကျမဒီပွဲကိုသူတို့ကိုတကယ်ဇန်ဝင်ခန်းထဲမှာပါတယ်ပေါ့နော်ဒါတော့သူတို့ချုပ်နေကြသေးတယ်ဒါဇန်ဝင်ခန်းဝတ်စုံနေတော့မဟုတ်သေးဘူးအနည်းဆက်ဆုံးတူအောင်ပေါ့ အဲ empire ဝစ်စုံလေးတွေဝတ်ခဲ့ပြီးပါပရိသတ်ကြီးကိုအရန်လေးစားပါတယ်အဲအဲ့ဒါကြောင့်ပရိသတ်ကြီးရဲ့စိတ်ကူးလေးတွေမပြတ်သွားအောင်လို့ပေါ့နော်သူတို့ဝစ်စုံလေးနဲ့တက်လာရင်သူတို့ကတပုံရိုက်ခဲ့ရင်သူတို့ကလက်ခံအော်အင်းမစိုးပါဘူးဒီကတော့ empire ဝစ်စုံနဲ့ဒါမင်းသားနေရာလိုက်တယ်မင်းသမီးနေရာလိုက်တယ်ဒီနေရာဘယ်သူနဲ့လိုက်တယ်အဲ့လိုမျိုးလေးပေါ့သူတို့မျက်လုံးလေးထဲမှာဝင်သွားအောင်လို့ပါအဲ့ဒါကြောင့်ပရိသတ်အဲ့ဒီကိုအတားလေးတွေဖွက်ထားတာပါအဓိကတော့ကျမတို့ဒီရွေးရတာပေါ့ရွေးရတယ်ဆိုတော့ဒီမဟာလွန်းဆိုလေမဟာလွန်းပုံစံ ပေါက်တဲ့ပေါ့နော်ပေါက်တဲ့ပုံစံပေါ့အဲ့မှာဟထအောင်ရှိုင်းဆိုလို့ရှိရင်အဲသူ့ရဲ့ဟိုပါပေါ့ဒီအရက်အမောင်းနဲ့ဒီလောလောဆယ်ပေါ့နော်သူခန္ဓာကိုယ်နဲ့သူ့ရဲ့မျက်နှာနဲ့ဆိုတဲ့အခါမှာ तू ကလိုက်ဖက်တယ်လို့ရတယ်။နောက်ထွန်ပလဲရနာကြတော့လေ तू ကတွတ်တွတ်လက်လက်လေးနဲ့ तू ကအဲ့လိုတရုပ်ဆောင်มาပေါ့နော်ဒီဇလန်းမှာရှက်ပြားအဲ့လိုမျိုးတွေပေါ့ အဲ့လိုမျိုးလေးမှာကျမတို့ကကြတော့ထမလဲရွေးရဲဆိုတာလေကျမကပုံမှန်ပြောရရင်ကျမသူနဲ့မရိုက်ဘူးမရိုက်ဘူးရဲ့အခါမှာအဲထက်ခါထက်ခါပေါ့နော်ထက်တလဲတဲ့ဇလန်းနေမှာမထက်အောင်ပေါ့နော်မင်းသမီးမင်းသားရဲ့တောက်လျှောက်ထက်နေတဲ့အခါမှာအဲအရန်ကြီးလဲပိုပူလာမဖြစ်တော့ပြိတ္တတွေလက်ခံတော့သူပြိတ္တ လည်းအတင်းတင်းရှိတော့ဗောနော်အဲပြီးလို့ရှင်ထွန်ပလဲတို့လည်းဒါတက်သစ္စာတွေပဲသူတို့လည်းဒါဒီဒီဒီပြိသက်အမားခံရှိပြီးသားအဲရှိရဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုလူမျိုးတွေကျွန်တော်တို့လိုအပ်တယ်ဗောနော်အဲ့လိုလူမျိုးတွေမှာသူတို့တရုပ်ဆောင်ရင်ကျမတို့ကတင်ပေးရမယ်တင်ပေးလို့ပောက်ခဲ့ရင်အဲကျမတို့ဒီသူ့အနေနဲ့လည်းကျမတို့ ကိုကားလေးနဲ့ဇက်ပောက်သွားတဲ့ခါမှာကျွန်တော်လည်းဒီအတားတယောက်ရောက်သွားတာပေါ့နော်အဲ့လိုမျိုးလေးနဲ့ရွေးတယ်ပေါ့နော်နေဝင်လဲတော့ရွေးရဲဆိုတာကလည်းအဲကျွန်မတို့ Facebook မှာတွေ့ပါတယ်ဒီဒေါ်မြန်နဲ့ဟေ့ဒီဆိုတာဘီလိန်လောက်ရမှာဟောအော်ဘီလိန်လုံးရမယ်ခါကြတော့တော်ပေါ့နော်ဘီလိန်ဇက်ရုပ်တွေကိုသူတို့ပြောတယ်ဘသူဘသူပေါ့ဆိုတော့ဒါယူတိတယ်လေယုံကြည်လိုက်တာနဲ့ဘီလိန်တေးရုပ်ဆောင်မယ်ဆိုအဲ့လိုမျိုးလုံးဝမထင်တဲ့ဇက်ရုပ်ကိုရွေးမှပရိသတ်ကအရသာအစ်တရမှာအားချောင်းမို့လို့ကျွန်မခုရွေးလိုက်တဲ့သူတွေကအရသာအစ်တကလေးတွေပေးချင်လို့မြင်နေကြကာရိုက်တာလေးမဟုတ်တဲ့ အဲသူတွေကိုကျွန်တော်တန်းနိုင်တော့ဆွတ်ထားတာပေါ့အဲသူတို့အခုရွေးထားတာလေးရှိပါတယ်သူတို့တော့မပြောဘူးဆိုတာလေဟိုတစ်ခါကျရင်သူတို့အချင်းချင်းတွေရှိကြတော့လေအဲ့မှာကျမတို့ကလည်းသူတို့လိုက်တဲ့နေရာလေးရွေးထားတဲ့အခါမှာအဲတယောက်ပြောလိုက်ငါဘယ်နေရာငါဟိုနေရာဆိုတဲ့အခါ တမယမှာသူတို့ဟိုစိတ်စိတ်နှောက်ယှက်လေးဖြစ်သွားမှာဆိုလို့ပေါ့နော်သူတို့လည်းကိုယ်တိုင်ကိုဘေးမသိရပါဘူးသူတို့ဘယ်နေရာလောက်ရမလဲဆိုတော့ surprise လောက်ရတာပိုအဆင်ပြေမလားလို့ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ပိုရင်ခေါအောင်လို့ပါဟိုဘာမှမပါဘူးဒီဇလန်လေးတစ်ခုမှာအဲ့လိုခက်ဆန်းဆန်းလေးပေါ့ပရိသတ်ကော actor ရောဟို surprise လေးတိုက်လိုက်တဲ့အခါကျတော့အကုန်လုံးပျော်ရှင်သွားအောင်လို့ပါရှင်ဟုတ်ဟုတ် အခုဇလန်ကတော့ဒါကတော့စဖက်ပြည်သက်ပေါင်းပေါ့နော်တင်းကြော်ပေါ့နော်သူဖတ်ထားတယ်ပိတ်ကရုမှာတော့အဲပိတ်ကရုမှာရှိတဲ့သူတွေကတော့စဖက်လို့ရသေးရပေါ့နော်အပြင်ကရုကတော့ကျွန်တော်ပိတ်လိုက်ပါပြီအကုန်လုံးပိတ်ထားတဲ့အခါမှာဘယ်သူမှဝင်ဖတ်လို့တော့မရတော့ပေါ့နော်အဲ့တော့အထဲမှာစဖက်တဲ့သူတွေကလည်းအခုကိုယ်တိုင်ရေးတဲ့အဲဇလန်ရေးတဲ့ဆရာမကပဲသူဇညုံးရေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဇလန်ကတော့ပြတ်ဖို့မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့သူသူ့ဇလန်သူထိန်းရတော့မှာအဲတေချာတစ်ခွတော့ကျွန်တော်ကသူကတက်ကနေအဆအဆုံးပေါ့နော်သူသူရေးတာ85ဘိုင်းရှိရဲအဲ့လိုရေးရတဲ့အခါကျွန်တော်ကပြင်ရဲ တဲ့ကစီစဉ်နေတဲ့ပြင်ရတဲ့အခါကျတော့ကျမတို့ကဇလန်းကိုသူကဘောင်းမြန်နေလှည့်ပြရတာရှိရပါဘောเนาะအဲ့လိုဆိုတော့ကျမတို့ကတချို့သူစိုက်ဆက်မအောင်မေးတဲ့အခါမှာသူအရင်တော့ရေးချင်တာရှိအပိုင်းရှိွားလို့မရေးရတဲ့အပိုင်းလေးတွေရှိရယ်ဆိုရင်ဒီနေရာမှာအကုန်ပြန်ထည့်ပေးမယ်လို့ပြောပါတယ်ဆိုတော့မူရင်းဖတ်တဲ့သူနဲ့လည်းသူကျမတူမှာပါဟုတ်ဟောသူမတူမတူဘူးဘောเนาะနည်းနည်းလေးတော့ပြောင်းသွားပါတယ်ဟုတ်ကဲ့ဆိုတော့အကုန်လုံးကျမတို့တိုင်ပင်ထားပါအဲ့တော့ပရိသတ် နေနဲ့လေအဲဝေထုဖက်တာတဲ့ခြာရင်အဲဇကားကပိုကောင်းတဲ့အဲအဲ့လိုပုံစံဖြစ်အောင်ပေါ့နော်ဒါကကြိုးစားပါမယ်ဟိုဆရာချင်းမှလည်းညှိပါသူလည်းလှုပ်ပေးပါရဲ့ဟုတ်အပိုင်းနဲ့ပိုင်းရဲ့ပါဘယ်တော့လောက်ဆက်ရဲ့မှလဲခုကစီဇန်1ဆိုတော့12ပိုင်းရွေးထားပါတယ်။ဟောစီဇန်2ကတော့ဒီအပြင်စီဇန်2ဆက်ရိုက်မှာပါ။ဟော16ပိုင်းလောက်တော့ထပ်ရိုက်မှာ။ဖြစ်တာပြတော့ပြ။ဒီအခုလုပ်တဲ့ဒီ crown နေခုနဒီဇိုင်းနေအကုန်လုံးပေါ့နော်။ဒီအရေအကုန်လုံးကကျွန်မလုပ်တာပါ။ဟောတယောက်တည်းဘယ်ဒီဇိုင်နာမှမလုပ်ကျွန်မကိုယ်တိုင်လုပ်တာပါ။ဖန်တီးထားတာပါ။ အဲ့လိုမျိုးလေးဒါဒါကတော့အဲ crown therapy ကတော့ဒါလူလူတိုင်းကမြတ်တနိုးထိတ်မှထားကြတယ်ပစ္စည်းလေးပေါ့နော်ဆိုတော့အကုန်လုံးအမှုပညာသမားတွေအတွက်ဒီလို therapy က academy လို့ပါပဲအကုန်လုံး ပြီးတော့လိုချင်ကြတာပါဒါတော့ကျမတို့ဒီနောက်အနာဂတ်မှာကျမတို့အနုပညာလုပ်တွေကိုအကုန်လုံးပေါ့နော်ဒီလာတဲ့သူမီဒီယာတွေရောဒီဆက်ဖွဲ့တွေ support ဆက်အနေနဲ့ကျမတို့ကဒီအနုပညာလုပ်ကိုလုပ်တဲ့အတွက်အောင်မြင်ပါစေဆိုတဲ့အထိတ်မှန်နဲ့ဒီ crown လေးတွေကိုစိတ်ကူးလေးနဲ့ပေးတာပါရှင်ဟုတ်